store မှာအသုံးပြုတဲ့ပုံစံအဆဆုံးဒီဗီဒီယိုနဲ့ပြပြသွားမှာဖြစ်ပါတယ် login ဝင်လိုက်ပါပြီးရင်ပထမဆုံးဖောက်တဲ့အချက်လကိုထည့်ပါနာမည်ကတော့မဖြစ်မနေထည့်ရပါမယ်ဖုန်းနံပါတ်ထည့်လိပ်စာထည့်ပြီးရင်အကျိုးပေးမလားမပေးဘူးလားယူပြီးရင်တင်လိုက်ပါပြီးတော့ရင်ကိုယ်က supplier ပေါ့နော်ပြီးသွင်းတယ်လို့ပစ္စည်းသွင်းတယ်လို့ပေါ့နော်ပြာသူ့ကိုနာမည်မဖြစ်မနေထည့်ရပါမယ်ပြီးလိပ်စာထည့်ဖုန်းနံပါတ်ထည့်ပြီးရင်တင်လိုက်ပါ အဲ့ဒါပြီးသွားရင်လုပ်ငန်းရဲ့နေရာပေါ့လုပ်ငန်းနေရာကိုလုပ်ငန်းနာမည်မဖြစ်မနေထည့်ရပါမယ်ပေးနာမည်ထည့်ဖုန်းနံပါတ်ထည့်ပေးသိမ်းလိုက်ပါလုပ်ငန်းနေရာပြီးပြီးသွားရင်ကျွန်တော်ငွေအကောင့်နေတက်မှတ်ရပါမယ်ကိုသုံးတဲ့အကောင့်ပေါ့နော်ကိုငွေသားသုံးနေဆိုရင်ငွေသားလို့ငွေသားလို့ကျွန်တော်လုပ်ပါ KP သုံးနေဆိုရင် KP KP ဇက်သုံးနေဆို KP ဇက် AY သုံးရင် AY ကိုကြိုက်တာကိုသုံးလုပ်ငန်းအတွက်သုံးတဲ့အကောင့်မျိုးဒီမှာတက်မှတ်လိုက်ပါ မြင်ရမှာပါဒီမှာငွေတပြားမှမရှိပါဘူးဒီထဲမှာ0ပဲဖြစ်မှာပါအဲအကြောင်မို့အခြားဘုံငွေနေရာမှာသွားပြီးတော့ငွေမျိုးစောက်ငွေမျိုးစောက်တက်မှတ်ပါအဲ့မှာမာတင်ငွေအရင်တစ်ခုခုနာမည်ပေးလိုက်ပါနာမည်ပေးပြီးတော့တက်မှတ်လိုက်ပါဒီမှာဆိုရင်လုပ်ငန်းမာတင်ငွေတက်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အခြားဘုံငွေတရမှာကျွန်တော်တို့ကဝင်ငွေကိုသွားလိုက်ပါငွေကိုသွားပြီးတော့အဲ့မာတင်ငွေကိုယူပြီးရင်ကိုယ့်ရအကောင့်ကိုယူအဲ့မှာ KB ဆို KB ငွေသားဆိုငွေသားပြီးရင်အဲ့အဲ့အကောင့်လေးတွေကိုကိုကပတ်စံစပြီးတော့ပမာဏထည့်ပါပြီ အဲဆိုရင်ကိုငွေတွေထဲမှာအကောင့်တွေထဲမှာပတ်စံရောက်လာပြီပတ်စံရှိလာပြီပတ်စံရောက်လာပြီဆိုရင်ကျွန်တော်တို့ကအခုကပစ္စည်းမှာအာကိုယ့်ရဲ့အဓိကမျိုးစားတွေစသတ်မှတ်ပါမယ်ဆိုတော့ကိုရောင်းမဲ့ပစ္စည်းမှာမျိုးစားအခုဆိုရင်ကြာဝတ်အူချောင်းဝတ်တချင်းအမဲကျော်ကျွန်တော်စသတ်မှတ်ပါပြီပြီးတော့ရင်ကြာဝတ်အူချောင်းထဲမှာမှာမျိုးစားခွဲတွေပါရှိသည်လဲကြာဝတ်အူချောင်းအဆက်ကြာဝတ်အူချောင်းအစိမ့်ဒါမျိုးတွေကျွန်တော်သတ်မှတ်ပါပြီဆက်ပင်ကွန်နမတ်ထက်ပင်သိမ့်ပါအလိုပဲနောက်ထပ်ကြာဝတ်အူချောင်းအစိမ့်ပင်ကုတ်ထက်သိမ့်ပါ ဒီဒီတတိထားမှာကဒီအမျိုးစားကွဲတဲ့မှာမှာ ကုတ်ကိုနံပါတ်မထည့်ရပါဘူးအဲ့ဒါကိုတတိထားပါမြန်မာလိုဆိုရင်မြန်မာစကားလုံးအင်္ဂလိပ်လိုဆိုရင်အင်္ဂလိပ် alphabet စကားလုံးအကြီးတောက်ထည့်ပေးပါဒါဆိုရင်ကျွန်တော်ကအမဲကျော်တဲ့မှာမှာအမဲကျော်အမြင်ရမြဲကျော်အချောင်းတာတွေစသမှတ်ပါပြီးရင်ကျွန်တော်ကျွန်တော်ရရောင်းမဲ့ပစ္စည်းတွေကိုတိုင်းတာတဲ့ပုံစံမှာထုတ်တို့ဘူးတို့စုံတို့ခုတို့ဒါမျိုးတွေကိုကျွန်တော်တို့က unit မှာသွားပြီးသတ်မှတ်ပါပြီ အဲ့ဆိုရင်ကျွန်တော်ဒါတွေသတ်မှတ်ပြီးသွားဆိုရင်ကျွန်တော်ရောင်းမဲ့ပစ္စည်းကိုစထည့်ပါပြီ။အဲ့မှာကျွန်တော်ရဲ့ပစ္စည်းနံပါတ်စထည့်ပါပြီ။ကြာဘောဦးချောင်းအဆက်20သားနော်အဲ့ပြင်ဘာကုတ်ဘာကုတ်ရှိပစ္စည်းဆိုဘာကုတ်ထည့်ပါမရှိဘူးဆိုရင်ကိုယ့်အကိုအာဖန်တီဗီထည့်လိုက်ပါ။ဆိုရင်အဲ့မှာကျွန်တော်တို့ကိုရောင်းမဲ့ပစ္စည်းတွေကိုကျွန်တော်သတ်မှတ်ပါပြီ။အချိန်မှာကုတ်တီနံပါတ်တွေလည်းကျွန်တော်တို့အမှ unit တွေလည်းထည့်ထားပြီးသားဖြစ်တဲ့အတွက်အဲ့မှာကိုယ်ရွေးချယ်လိုက်ရုံပါပဲအမျိုးစားခွဲပဲအောက်ကလည်း unit ကပါလဲပြီးရင်တင်လိုက်ပါဒါဆိုရင်ကျွန်တော်ကိုကျွန်တော် ရောင်းမဲ့ပစ္စည်းလေးကိုကျွန်တော်ထည့်ပြီးသွားပါပြီ။ပြီးသွားပြီဆိုတော့ပစ္စည်းရောင်းမဲ့ပစ္စည်းလည်းတက်မှတ်ပြီးဆိုတော့အခုပစ္စည်းစဝယ်ပါပြီ။အကျအပေါ်မှာ supplier data တွေနော်ကျွန်တော်တို့ကလုပ်ငန်းအချက်အလက်တွေထည့်ထားတာဖြစ်တဲ့အတွက်ကိုယ်ကရွေးလိုက်ရုံပါပဲ။ရွေးပြီးရောကျွန်တော်ကအဲ့မှာအာငွေတန်ဖိုးတွေကျွန်တော်ဘယ်အကောင့်နဲ့ငွေပေးမယ်ဒါတွေရွေးလိုက်ရုံပဲ။ပြီးရင်ကိုယ်ကမှတ်ချက်ရေးခြင်းမှတ်ချက်ရေးရေးပြီးတင်လိုက်ပါ။ဒါဆိုကျွန်တော်ပစ္စည်းဝယ်ပြီးသွားပါပြီ။ပစ္စည်းဝယ်ပြီးသွားရင်ကျွန်တော်ဈေးတက်မှတ်ပါပြီ။ ဈေးတက်မှတ်တဲ့အချိန်မှာကျွန်တော်အာရီဝယ်ဈေးပေါ်မှာကျွန်တော်တက်မှတ်မယ်ပမာဏနဲ့တက်မှတ်မယ်ကျွန်တော်2000နဲ့ဝယ်တဲ့ကျွန်တော်လက်လီဈေးကို16000နဲ့ရောင်းမယ်လက်ကားဈေးကို14000နဲ့ရောင်းမယ်ဒါဆိုကျွန်တော်ဈေးတက်မှတ်လိုက်ပါဈေးတက်မှတ်ပြီးရင်ကျွန်တော်ဈေးရောက်မှပြီဈေးရောက်တဲ့အချိန်မှာကျွန်တော်လက်လီလက်လီရောင်းနဲ့သွားပါပြီအဲ့မှာရောင်းတဲ့ပမာဏလေးထည့်လိုက်ပါလက်ငင်းဆိုရင် cash go နှိပ်ပါအကျွေးဆိုရင် multiple ကိုနှိပ်ပါ အဲ့ဆိုရင်ကိုရောင်မဲ့ပမာဏနဲ့နေတကယ်လို့ပရင်တာနဲ့တွဲထားတယ်ဆိုရင်အဲ့မှာပရင်တာလေးကနေ print ထုတ်မလားဆိုတော့မေးပါလိမ့်မယ်မတွဲထားရင်ဒီတိုင်းပဲအယောင်ကပြီးသွားပါမယ်။ကျောင်းနဲ့ပြီးအယောင်ထားဝယ်ထားတဲ့စင်းတွေကိုအယောင်စင်ကန်စာအဝယ်စင်ကန်စာမှာကြည့်လို့ရပါတယ်။ဒါမှမဟုတ်ရင်အပေါ်ဆုံးမှာနှစ်ချုပ်ဆို